ိုင်းရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့အရှိနှလုံးပေါင်းရှင်ဘရိတ်၃လုံးကိုပြန်လည်မြောက်ပြီးတော့မှဖြစ်ပါတယ် HD2 day ပေါ့နော်အရှိနှလုံးပေါင်းရှင်ဘရိတ်ဖြစ်ပါတယ်ရှိနှလုံးပေါင်းဘရိတ်ပေါ့နော်ဒါလေးကတော့ကျွန်တော်မိုင်းရှင်များအသုံးလို့တဲ့မိတ်ဆွေတွေအတွက်တည်တံ့ဖြစ်ပါတယ်ခင်ဗျာโอเคဒီ ခြေနှလုံးပေါင်းရှင်ပရိသုံးလုံးကိုကျွန်တော်၃၃လျှောက်တဲ့ပင်ကနေတုံများအလဲတဲ့ပင်ကိုပြပေးထားတယ်ဗောနော်ဒီပေါင်းထားတာအကုန်လုံးထပ်ပေါင်းအောင်ပါဗောနော်ဒီမှာဆိုရင်၅၃၈ရှင်းလေးဆက်နှစ်နင်းနေနေပေါင်း၄၄ခွန်ဆက်တဲ့၈ပေါင်း၉၉၃၁နှစ်နေရတဲ့နေကုန်နေပောင်းလေးလေးကိုလေးပောင်းတာရှိနေလေးရှိအရှင်နှလုံးပောင်းရှင်ပြိမ့်ပါတုံညာလေးတိဖြစ်ပါတယ်တုံတုံလျှောက်ပြီးတော့တုံညာလေးတိပေါ့နော်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီမှာ အရှင်းနှလုံးပေါင်း၃ညနဲ့၄ပေါင်းရှင်လေးဖြစ်ပါတယ်ခင်ဗျာဒီ၃ညနဲ့၄နဲ့ပေါင်းရှင်လေးဖြစ်ပါတယ်โอเคဒီနေ့အတိုင်းပဲကျွန်တော်၃ညလေးတိကနေထပ်ပြီးပေါင်းတာပေါ့နော်ငါ98က73 387 35 938 38ပေါ့နော်ဒါဆိုရင်ရှစ်တုံများလေးရှစ်တုံများလေးကအရှိနှလုံးပေါင်းရှင်ပြည်ဖြစ်ပါတယ်အဲ့ဒီမှာတုံညာလေးတည်ပြီးတော့6 6 9ဆိုတဲ့အတွက် ရှင်နဲ့ချောင်းပေါင်းရှင်လေးပရိဖြစ်ပါတယ်ခင်ဗျာရှင်နဲ့ဒီချောင်းနဲ့ပေါင်းရှင်လေးဖြစ်တယ်ဗောနော်โอเคနောက်ထပ်နံပါတ်3ဒီရှစ်ရှောင်းခွန်တပင်ကနေထပ်ပြီးတော့လေးလာကြည့်အောင်ဗောနော်ကျွန်တော်ဒီရှစ်ရှောင်းခွန်တပင်ကနေလေးလာတဲ့အချိန်မှာပေါင်းလက်က6 7နှစ်အရှိနှလုံးပေါင်းရှင်းရတယ်ဗောနော်6ရှောက်ခွန်ပြီးတော့6တုံများ6ဆိုတဲ့အတွက်6ရဲ့တုံများရဲ့ပေါင်းရှင်း6ပြိဖြစ်ပါတယ်ခင်ဗျာ ။ Okay နောက်ထပ်နံပါတ်၄ဒီ6တုံများ6ကနေတခါထပ်တွေ့တော့ပေါ့နော်ကျွန်တော်တို့တနည်းအရာ6 8နှစ်အရှင်းနှလုံးပေါင်းရှင်ပြိစုံပြိပေါ့နော်6 6နှစ်ဆိုတဲ့အတွက်ကြောင့်မို့6နဲ့6ပေါင်းရှင်နှစ်ပြိဖြစ်ပါတယ်နံပါတ်5ဒီ6 6နှစ်တပင်ကနေ6 6 5တပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်တနည်းအရာကျွန်တော်အရှင်းနှလုံးပေါင်းရှင်ပြိ၃လုံးက6 8နှစ်ပဲဖြစ်ပါတယ်ပေါ့နော် အဲ့ဒီမှာရှောက်ရှောက်ငါရှာပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့အရှိနှလုံးပေါင်း6နဲ့6ပေါင်းရှင်နေဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်နံပါတ်6ပေါ့နော်ဒီရှောက်ရှောက်ငါတပင်ကနေထပ်ထပ်ပြီးတော့အတွက်တဲ့အခါမှာငါခွန်တိအမကနန်အရှိနှလုံးပေါင်းရှင်ပြိမ့်မှာ6ရှောက်နေဆိုတဲ့အတွက်ကြောင့်မို့6နဲ့6ပေါင်းရှင်15ပြိမ့်ဖြစ်ပါတယ်ခင်ဗျာ။ဒီမှာ9ပြိမ့်ပေါ့နော်။နံပါတ်9 ဒီကိုရှောင်းနဲ့တပင်ကနေထပ်ပြီးတွေ့တွေ့တာဘောနော်အဲ့ဒီမှာဆိုရင်ပေါင်းလက်ကလေးလေးရှောင်းတုံညာရှင်းနှလုံးပေါင်းရှင်းပြေရတာဖြစ်ပါတယ်တုံညာလေးလေးဆိုတဲ့အတွက်တုံညာနဲ့လေးပေါင်းရှင်းလေးပြေဖြစ်ပါတယ်ခင်ဗျာ Okay နံပါတ်7ဒီတုံညာလေးလေးတပင်ကနေနောက်ထပ်တပင်ပေါ့နော်ပေါင်းလက်ကလေးလေးရှောင်းတုံညာအရှင်းနှလုံးပေါင်းရှင်းပြေမှာနိနိတိဆိုတဲ့အတွက်ဒီရှင်းနှလုံးပေါင်းနိနဲ့နိပေါင်းရှင်း လေပရီဖြစ်ပါတယ်။နောက်ထပ်နံပါတ်6ပါနော်။ဒီနိနိတဲ့တပင်ကနေထပ်ပြီးဒီဘဝနီးတိုင်းပဲပဲထပ်ပြီးပေါင်းတဲ့အချိန်မှာတော့ကျွန်တော်ပေါင်းလက်က6ရှင်းနဲ့ပေါင်းရှင်းပရိရာတယ်ပါနော်။နိနိတဲ့ပြီးတော့8 4 3ဆိုတဲ့အတွက်ကြောင့်မို့ရှင်းနဲ့၄ပေါင်းကဆက်နေပရိဖြစ်ပါတယ်။နံပါတ်30ဒီ8 4 3တပင်ကနေထပ်ပြီးတွေ့တာဆိုရင်နေ၄ရှင်းနှလုံးပေါင်းရှင်းရှင်းနှလုံးပေါင်းရှင်းပရိပေါ့နော်။ ရှင်းရှောင်းသုံးစရတဲ့ကြောင့်မို့ဒီရှင်းနဲ့6ပေါင်းရှင်းလေးပရိဖြစ်ပါတယ်ခင်ဗျာနံပါတ်7ပေါ့နော်ဒီရှင်းရှောင်းသုံးတပင်ကနေသဘီတွေ့ကြည့်လိုက်တော့၃ည6အရှင်းနှလုံးပေါင်းရှင်းပရိမှာဆိုရင်နေ့၃ည9ဆိုတဲ့အတွက်၃ညနဲ့နေ့ပေါင်းရှင်းနေ့ပရိဖြစ်ပါတယ်โอเคဒီနေ့၃ည9တပင်ကနေကျွန်တော်အတူတူထပ်ပြီးတော့လေ့လာကြည့်အောင်ပါခင်ဗျာ တင်းနဲ့ချိန်ပေါင်းလေးလေးကိုက73တောင်း၅တိပေါင်းတာ6လေး6က30၅နဲ့ချိန်က30တုံးခွန်ပေါင်း16ပေါ့နော်အဲ့ဒီမှာဆိုရင်30တုံး69 965 53ပေါင်း800ပေါ့နော်ဒါကြောင့်မို့8ကို2ပေါင်းရှင်း30တုံးများကို4ပေါင်းတော့4 8တုံများလေးအရှင်းနှလုံးပေါင်းရှင်ပရိမှာခွန်ခွန်ကိုဖြစ်ပါတယ်ဒါကြောင့်မို့ခွန်နဲ့ခွန်ပေါင်းရှင်လေးပရိဖြစ်ပါတယ်ခင်ဗျာ နံပါတ်73ပါနော်ဒီမှာခွန်က3.23ကို9နဲ့ပေါင်းတာ30 2 3ပေါင်း5 6တက်က9 9နဲ့ကျင်က17 4နဲ့ကျင်8 8နဲ့ပေါင်းတာ16 4 4နဲ့ဒီ4ပေါင်းတာက8 982နှစ်ပိုင်း20 64 43 3ပေါင်း9ရာဒီအတွက်ခွန်ရနေ့ရပေါင်း9 94ပေါင်းတာ73ဆိုတဲ့အတွက်ခွန်93မှာပြိဖြစ်မယ်ပေါ့နော်။3အ ခွန်ခွန်ကိုပြီးတော့ခွန်တုံများတုံများဆိုတဲ့အတွက်ခွန်နဲ့တုံများလည်းပေါင်းရှင်းခုနှစ်ပြည့်ဖြစ်ပါတယ်နံပါတ်14တီခွန်နှစ်ရာတပြန်ကနေထပ်ပြီးလေးလာကြည့်အောင်ပေါ့နော်ခုနှစ်နှစ်ကြိမ်ဟာ14 9တက်က6 8 9က73 8 9ကြိမ်16 8 9ပေါင်း30 4ဒီ8 9ကြိမ်16 6 9ပေါင်းနာ7နှစ်ပေါ့နော်ဒါဆိုရင်6က30 3 6 9 9 43 3နှစ်ပေါင်း9 9 3ပေါင်း800မှာဖြစ်တယ်ခင်ဗျာ ဒါကြောင့်မို့ရှစ်ကိုနှစ်ပေါင်း30တုံများကိုလေးပေါင်းတော့လေးရှစ်တုံများလေးစုံဖြစ်မယ်ပေါ့နော်အဲ့ဒီမှာ300ဆိုတဲ့အတွဲကြောင့်မို့300နဲ့ခွန်ပေါင်းရှင်တုံများပရိဖြစ်ပါတယ်โอเค300တပင်ကနေနောက်ထပ်တပင်ကို ထပ်ပြီးလေးလာကြည့်မယ်ပေါ့နော်နံပါတ်15ဒီ3ခွန်ပေါင်း30 3ခွန်ပေါင်း30ဆိုတဲ့အတွက်တုံများဖြစ်မယ်ပေါ့နော်9နဲ့တုံများနဲ့ပေါင်းတာက9ဖြစ်ပါတယ် ရှောင်းနှင်းရှစ်ပေါင်းနာက၁၄၃နှစ်ကျင်က၆ရှောင်းနှင်း၅ပေါင်း၁၁ကိုနှစ်နှစ်ပေါင်းနာက၃၃ည၃၅၄၉၉၆၅၅၃၈၈၃၃၃၃၃၃၃၃ပေါင်းလာဆက်တည်ဖြစ်တဲ့အတွက်ကြောင့်မို့တိတ်ကိုနှစ်ပေါင်းလာဆိုရင်၃၀၀မှာဖြစ်ပါတယ်၃ကို၄ပေါင်းတော့ခွန်တ၃ခွန်မှပရိပေါ့နော်အဲ့ဒီမှာ၈၉၄ဆိုတဲ့အတွက်၈၉ပေါင်းခုနှစ်ပရိဖြစ်ပါတယ်ခင်ဗျာ။ Okay နံပါတ်၁၆ဖြစ်ပါတယ် 55ပြီးတော့ဒီဘက်မှာနံပါတ်16ပေါ့နော်ဒီရှင်းတဲ့ချိန်16ကို၄နဲ့ပေါင်းရင်20 29ကိုပဲရည်မယ်၅လေးပေါင်းတာလဲကို39က7ညညနဲ့ချိန်3မြ85 16ပေါ့နော်36ဒါဆိုကို68နဲ့ပေါင်းရင်20 66 7ညနဲ့3ပေါင်းရှင်5 9ကို2ပေါင်း00ကို4ပေါင်းတာ7တိ9 9တိမပရိဖြစ်ပါလေ963ဆိုတဲ့အတွက်9နဲ့6ပေါင်းရှင်တိပရိချပေးသွားခဲ့တယ်ပေါ့နော် နောက်ထပ်နံပါတ်18ဖြစ်ပါလေဒီ9နှစ်ကြိမ်က363ပေါင်းတော့ပေါင်းရှင်900ပဲပေါ့နော်3နှစ်က9 9ကိုက74 9နှစ်ကြိမ်ကလေဒီမှာရှင်နင်းနဲ့4ပေါင်းရှင်6 3ဒါရှင်9က74 4 4 8 4က72နင်းနဲ့6ပေါင်း8 8 3ပေါင်း73 73ပေါင်းတော့လေးရမယ်ပေါ့နော်လေးကို2ပေါင်းရှင်6 6လေးပေါင်း30 ်ဖဲ63ညပရိပေါ့နော်အဲ sorry 3စုံပရိပေါ့နော်ရှောင်းနဲ့ရှင်းပေါင်းတော့7နေ့ပရိဖြစ်ပါတယ်စုံပရိဖြစ်ပါတယ်ခင်ဗျာနံပါတ်7 6နှစ်ကျင်7နှစ်ရှင်းနေပေါင်း30ခုနှစ်ကြာမယ်ပေါ့နော်ခွန်36က9 35က6 3ညနှစ်ကျင်3ည18က9 63လီ7 ဒါဆိုရင်ကျွန်တော်ဒီဟာထပ်ပေါင်းမယ်ပေါ့နော်96ရှောက်ချပေါင်းတာ14 63 37 13 3ပေါင်းလေးဆိုတော့460ပဲပေါ့နော်စုံပရိအရှင်းနှလုံးပေါင်းရှင်းပရိမှာရှောက်ရှင်းခွန်ပြီးတော့နှစ်နှစ်ခွန်ဆိုတော့ဒီမှာနှစ်နှစ်နှစ်ပေါင်း၄ပရိဖြစ်ပါတယ်โอเคကျွန်တော်နောက်ထပ်စာမျက်နှာတရက်ကိုထပ်ပြီးလေ့လာကြည့်အောင်ပါနော်ဒီနှစ်နှစ်ခုနှစ်ပြန်ကနေထပ်ပြီးလေ့လာကြည့်မယ်ခင်ဗျာ နံပါတ်19ပါနော်ဒီနေ့က3ချိန်ဆိုတော့2 3 6ကို9ပေါင်းတာ73 15ပေါင်းတာလည်း73တိ3ပေါင်းတာက4 4နှစ်ချိန်က6 8 8ခုပေါင်းတာ15ရမယ်ပေါ့နော်ပြီးရင်နေ့နေ့နဲ့ခုပေါင်းတာ9ဒါဆိုရင်ဒီဟာအကုန်ထပ်ပေါင်းမယ်3 3 6 4ပေါင်း10 15 73 39 72 2 3 5ဆိုတော့ကျွန်တော်5ကို2ပေါင်းတာခွန်ခွန်ကို4ပေါင်းတာ7ဆိုတော့9ခွန်1မာပရိဖြစ်ပါတယ် 388ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာအရှိနှလုံးပေါင်း38ပေါင်းတိပရိဖြစ်ပါတယ်ခင်ဗျာ38ပေါင်း70ပေါ့နော်โอเคနောက်ထပ်နံပါတ်20ဖြစ်ပါတယ်3ဏ္ဍကျင်6 8ဏ္ဍကျင်ကလည်း6ဆိုတော့တင်လို့နေရမယ်ပေါ့နော်တုံးများနဲ့6ပေါင်းတာက6၊နင်းနဲ့6နံက6၊6ဏ္ဍကျင်7နဲ့3၊3နဲ့7ပေါင်းတာက4၊6 3လီတီ17ဖြစ်ပါတယ်။ နေနဲ့6ပေါင်ရှိရှင်းနဲ့6ပေါင်16 6နဲ့2ပေါင်ရှိရှင်းလေး7နေနဲ့6ပေါင်33တလုံးကြံမယ်ပေါ့နော်3နဲ့5 5လေးပေါင်9 359မှာပရိအရှိနှလုံးပေါင်ရှင်းပေါ့နော်အဲ့ဒီမှာ3တုံများ9ဆိုရတဲ့အတွက်3နဲ့တုံများပေါင်း3ဖြစ်ပါတယ်နောက်ထပ်နံပါတ်20နဲ့3သုံးနဲ့ကြိမ်6 9နဲ့ပေါင်းတာ15ဖြစ်ပါတယ်9ပြီးရမယ်ပေါ့နော်ပြီးရင်6ခွန်ပေါင်းတာလေး15 ၃ညနဲ့၉ပေါင်းတာက၉ဖြစ်ပါတယ်ခင်ဗျာပြီးရင်၁နှစ်ချိန်နဲ့၉၆၅၅နဲ့၃၀၃နှစ်ချိန်ဒီမှာ sorry ၃နှစ်ချိန်ပေါင်း၆၆နှစ်ပေါင်းတာ၁၀နှစ်ပေါ့နော်အဲဆိုရင်ငါးကား၁၉နှစ်က၁၇တင်းနဲ့နှစ်ပေါင်း၃၃ပေါင်း၆ဆိုတဲ့အတွက်ကြောင့်မို့၆ကိုနှစ်ပေါင်းရှင်းရှိဖြစ်ပါတယ်၈ကို၄ပေါင်း၁၀နှစ်ဆိုတော့စုံပရိတ်အရှိနှလုံးပေါင်းရှင်းဖြစ်ပါတယ် 3-5နှစ်ဆိုတဲ့အတွက်အဲ့ဒီမှာ3.5ပေါင်းရှင်းရှင်းပြည်ဖြစ်ပါတယ်။ဒီနေ့အတိုင်းပဲဆက်တဲ့ချိန်အတွက်ဆိုရင်တော့နံပါတ်20နှစ်ပေါ့နော်။ဒီ3နှစ်ချိန်ပေါင်း6ကို9နှစ်ပေါင်းတာ7တင်းနှစ်နှစ်ပေါင်း3ဖြစ်ပါတယ်။နှစ်နဲ့3ညနဲ့ပေါင်းတော့နှစ်၄ကို73 4နှစ်ချိန်က8 3ခွန်ပေါင်း30 4နှစ်ချိန်8โอเคအဲ့ဒီမှာ3နှစ်နှစ်9ပေါ့နော် 9388926ပေါင်းတာ14 6နဲ့ဒီ3ပေါင်းရှင်9ဆိုတဲ့အတွက်အခွန်ကို2ပေါင်း9 6ပေါင်း73ဆိုတဲ့အတွက်ဒီ7ချိန်မှာမပရိအရှိနှလုံးပေါင်းရှင်ဖြစ်ပါတယ်။အဲဒီမှာ3ညာ4ပေါင်းရှင်4 86ပေါင်း4 6နဲ့3ပေါင်း6 6 6ပေါင်း2ပေါ့နော်။ရှင်းနှလုံးပေါင်းရှင်ပရိ3လုံးဖြစ်ပါတယ်။နိနစ်ကလေ84ပေါင်းတာက7 ရှင်းရှောက်တော့မှာရှင်းနဲ့၆ပေါင်း၁၄နိနဲ့တော်များပေါင်း၄ခွန်ခွန်၁၄ခွန်နဲ့တော်များပေါင်းခွန်၃ခွန်၁၀ရှိကိုစခွန်၅၆ဝ၁၁၆၈က၁၄နိနစ်က၄ပေါ့နော်ဒီနိနစ်ခွန်ပြီးတော့၃ရှိရှိတပင်ကိုဆက်ပြီးကြည့်အောင်လားခင်ဗျာအဲဒီမှာတော့၃နဲ့၈ပေါင်း၁ပြိ၃နဲ့၃မြန်နဲ့ပေါင်း၃ပြိ၃၅ပေါင်း၈ပြိဒီဆက်တဲ့ချိန်မှာကျွန်တော်တို့တွင်အရာခွန်၉၃အရှင်းနှလုံးပေါင်းရှင်ပြိဖြစ်ပါတယ် โอเคအားလုံးပဲကံကောင်းကြပါစေခင်ဗျာ